ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းပြောပါတယ်ဒီ page က page quality အနေနဲ့ပြမှာ page မှာ rich english မင်းအရင်ကြာတော့ခဲ့မှာ page ကဇေယျဇေဝလုံးဝမရတဲ့အတွက်ကြောင့်မို့ page ကိုတစ်ချက်စစ်ဆေးပြီးမှလုပ်ပေးပါပြောတဲ့အတွက်ကြောင့်မို့ဒီ video file မှာအသေးစိတ်ကျွန်တော်ရှင်းပြပေးမယ်အကယ်လို့လူကြီးမျိုးလို့ page မှာလည်း rich english မင်းအရင်ကြာပြီးမှ page quality အနေနဲ့ဖြစ်နေတဲ့ဇေယျဇေဝမရအောင်ဆိုရင်ဒီ video ကြည့်မှာကိုယ့်အမအကွက်ကိုထောက်သွားပြီးမှကိုယ့်အကူဖြည့်ရှင်းသွားလို့ရပါတယ် အဲ့တော့ကျွန်တော်အပေါ်ဆုံး asset 32ချက်နေမှာ professional dashboard တစ်ချက်ထောက်သွားမယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင် page မှာ rich englishman နဲ့အရင်ကိုထိုးချတဲ့အတွက်ကြောင့် page ကစေရုံစေဝဲလုံးဝကျသွားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်နည်းနည်းလေးအောက်ဆင်းသွားလိုက်ပါမယ်နည်းနည်းလေးအောက်ဆင်းသွားပြီးကျွန်တော် see all လို့တစ်ချက်နေပြီးတောင်းမယ်ပြီးရင်ကျွန်တော်နည်းနည်းလေးအောက်ဆင်းသွားပြီးမှကျွန်တော်ဒီဥစ္စာ page recommendation ဆိုရှိရကျွန်တော်ဒီဥစ္စာတစ်ချက်ထောက်သွားလိုက်မယ်ထောက်သားပြီဆိုဒီမှာတစ်ချက်ကြည့်မှာဆိုရင် star ကချက်ချက်ပြပြီးမှ you are you are recommendation are suspended ဆိုပြီးဖြစ်နေပေါ့နော် you are page not eligible to suggest to new people right now ပေါ့နော်ဆိုလို့အရာ page ကအခုလိုမျိုး start ချက်ချက်ဖြစ်မှာ suspended ဖြစ်သွားခဲ့တဲ့ဆိုရင်တော့ဒီ page မှာ post အသေး content အသေး blog တွေနေဒီ page မှာရှိတဲ့ follower အားလုံးရှိရမရောက်ပဲနဲ့လူအနေပါစီပဲရောက်တဲ့အတွက်ကြောင့် rich englishman ကြပါခင်ဗျအဲကဲလို့ page မှာ live stream ပါညာလွှင့်ပြီးတောင်းမဲ့ဆိုရင် live stream မှာ၁၀ခန်းလောက်ပဲ viewer တက်ပြီးမှအယောင်းဝအရန်ချတော့ခဲ့တာပေါ့နော်အဲကြောင့်မို့ဒီ page ကိုပြုပြင်ရမယ်အကယ်လို့ကျွန်တော် page က star လဲကောင်းတယ် your your recommendation on ဖြစ်တယ် suspend တက်လုံးဝမရှိဘူးအားလုံးကောင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော် page မှာတင်လိုက်တဲ့ post content ကကျွန်တော် page မှာရှိတဲ့ follower အားလုံးရှိကိုရောက်ပြီးမှ notification ရောက်ပြီးမှလူကြည့်များမယ်ပြီးလို့ရှိရင်ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေရှိကိုလည်း Facebook က automatic search spot ပေးတဲ့အတက်ကြောင့်မို့ follower အစ်စ်တွေတိုးပြီးလာမယ် rich engagement အစ်စ်တွေတိုးပြီးလာပြီးအယောင်းဝကောင်းလာပြီးမှ cash တာမှာအသစ်တွေတိုးပြီးလာပါမယ်။ဒီဥစ္စာဘာကြောင့်ဖြစ်တဲ့ဆိုမှအရှိဗီဒီယိုမှာလည်းကျွန်တော်ပြောပြထားတယ်။ဒီဗီဒီယိုမှာကျွန်တော်တစ်ဆက်တည်းပြောပြမယ်အတွက်ကျွန်တော် review content ကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့လိုက်ပါမယ်။ review content နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်ဥမာဒီမှာ page quality အနေနဲ့ပြပြီး almost straight လေးဒီအများကြီးထိရပါတော့။ဒီမှာဆိုရင် strike က10ခုအထက်မှာထိထားတဲ့အတွက်ကြောင့်မို့ဒီ page က accounting suspended has been and published ဖြစ်တော့ဘယ်နိုင်တဲ့အတွက်ကြောင့်မို့ဒီ page ကိုအများဆုံးပြုပြင်တာကောင်းပါတယ်။ဒါပေမဲ့ဒီ page ကဘလို့ content မျိုးတင်ခဲ့မိတဲ့အတွက်ကြောင့်မို့အခုလိုမျိုးဖြစ်သွားခဲ့လဲဆိုရင်တော့ဒီ page ကတင်နေ content ကဒီဈေးရောင်းတဲ့အတွက်ကြောင့်မို့ဒီ two content နဲ့ related ရှိတဲ့ဥစားအခြား page မှာတင်ထား content ကိုအလွယ်တကူ download ဆွေး two page မှာလာတင်တဲ့ခါမှာ cooperative မှာ page quality အနေအထားဖြစ်တော့ခဲ့တယ်နောက်တစ်ခုကဒီ page ကိုကိုယ်တိုင် live stream လုပ်ပြီးတော့တဲ့ခါမှာ live stream မှာ နောက်ခံတချင်းမြမြကြွကြလေးတွေဖွင့်ပြီးသွားတဲ့ခါမှာအဲ့ဒီနောက်ခံတချင်းတစင် straight team page quality အနေနဲ့ဖြစ်သွားခဲ့တယ်။ else နဲ့ပတ်သက်ပြီးလုံးလို့မရဘူး။နောက်တစ်ခုကဒီ page owner ကိုကိုတိုင်း video fan တီးတယ်။အဲ့ဒီ video TikTok မှာသွားတင်တယ်။ TikTok တစင်အဲ့ဒီ video ပြန် save လုပ်ပြီးမှ page မှာလာတင်တဲ့ခါမှာ TikTok logo ပါတယ်။ TikTok နောက်ခံတချင်းပါတယ်။ TikTok ရဲ့ data အချက်လက်ပါတယ်အတူတူမျိုး page မှာ corporate team မှာ page quality အနေနဲ့ဖြစ်သွားခဲ့တယ်။အဲ့လိုမျိုး tag ကတလဲတက်ခါတလဲလဲလောက်တဲ့အတွက်ကြောင့်မို့သူ page မှာ straight လीအများကြီးအထိမှာ page quality အနေအထားဖြစ်မှာ page your recommendation suspended ဖြစ်မှာ page rush အပိုင်းရော page quality အပိုင်းရော page အကန့်တဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ registered ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဇေယျဇေဝဲလုံးဝမရအောင်လုံးဝကျသွားခဲ့တဲ့ဒီ page က page admin page owner ကိုယ်တိုင်ပဲမြင်တွေ့ရတဲ့အတွက်ကြောင့်မို့တင်လိုက်တဲ့ post content suggested နဲ့လုံးဝပျောက်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီ page ကိုဘယ်လိုပြုပြင်သွားရမလဲဆိုပြီးနောက်တစ်ခုဗီဒီယိုမှာကျွန်တော်ပြောပြပေးမယ်။လောလောဆယ်မှာတော့ကျွန်တော်ဒီ page နဲ့ပတ်သက်ပြီးရှောင်းရဆောင်နဲ့ပတ်သက်ပြီးအသေးစိတ်ပဲကျွန်တော်ပြောပြပေးမယ်အတွက်ကြောင့်အိမ်စွန်းကျွန်တော်သူ့ရဲ့ page main ကိုကျွန်တော်တချစ်သွားလိုက်မယ်ဒီ page owner တင်ထားတဲ့ content နဲ့ပတ်သက်ပြီးကျွန်တော်အနေချင်းနဲ့ကျွန်တော်ရှင်းပြပေးပါမယ် ကျွန်တော် page မှာတင်လိုက်တဲ့ post content ကိုကျွန်တော်တို့ကိုယ်တိုင် sharing လုပ်လို့မရဘူးပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ကိုယ့်ရဲ့ page ရဲ့ second shot ကိုကိုယ့်ကိုယ် second shot ရိုက်ပြီးမှအခုလိုမျိုးကျွန်တော် ping ထုတ်သွားတယ်အခုလိုမျိုးကျွန်တော်တင်သွားခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော် page က violation ဖြစ်တယ်အဲ့ဒါစနဲ့ပတ်သက်ပြီးလုံးဝလုပ်လို့မရဘူးနောက်တစ်ခုဒီ page ကတင်တဲ့ video တွေမှာဆိုရင်နောက်ခံတချင်ပမာတချင်အင်္ဂလိပ်တချင်တွေထည့်ထည့်သွားတာပေါ့နော်အဲ့လိုမျိုးလုံးဝမရဘူးနော် live stream မှာဖြစ်စေရိုးရိုး video ဖြစ်စေကျွန်တော်နောက်ခံတချင်ထည့်ပြီးတော့တဲ့ဆိုရင်ချက်ချင်း copy တွေမလာရင်တော့မအနည်းနဲ့အမြန် copy တွေလာတဲ့အတွက်ကြောင့်အဲ့ဒါစနဲ့ပတ်သက်ပြီးလုံးဝလုပ် ုပ်လို့မရဘူးတချို့ချက်ရှိရယ်ကိုပစ်မှာတင်လိုက်တဲ့ content original content ဖြစ်တဲ့ပထမတစ်ခေါက်တင်လိုက်တဲ့အဲ့ဒီဓာတ်ပုံပဲ diamond stock ကျင်သေးတဲ့အတွက်ကြောင့်အကြောင်းရင်းအမျိုးမျိုးကြောင့်အဲ့ဒီဓာတ်ပုံကိုပြန်နောက်တစ်ချိန်ပြန်တင်လိုက်တဲ့အချိန်မှာ reuse content repurpose content ဆိုပြီးဖြစ်တော့ခဲ့တဲ့ဆိုလိုရင်းအရာ page မှာတစ်ချိန်သုံးပြီးသွားတဲ့ content ကိုနောက်တစ်ချိန်ပြန်သုံးလို့မရဘူးနောက်တစ်ချိန်ပြန်သုံးချင်တယ်ဆိုရင်အဲ့ဒီဓာတ်ပုံပဲဓာတ်ပုံအစ်စ်ပြန်ရိုက်ပြီးတင်ပါဒါမှမဟုတ်အဲ့ဒီဓာတ်ပုံပြန် edit လုပ်ပြီးတင်ပါဘလို့ edit တော့ရရဲဆိုမှအရှိပြီးဒီမှာကျွန်တော်ပြောပြပေးထားတယ်။ copy video corporate looking edit လုပ် ပုံတော့နီ copy တက်ပုံတွေကို corporate looking အတက်လောက်ဘလို့နီပတ်သက်ပြီးအသေးစိတ်ကျွန်တော်တင်ပြထားတယ်နောက်တစ်ခုကလူတွေအများဆုံးအမားလောက်တဲ့ဥစ္စာကြတော့ဘလို့လဲဆိုလို့ရှိရင်ဒီဈေးရောက်ဈေးဝယ်လောက်တဲ့လူတွေကဒီ dine ပြီးပို့လိုက်တက်ပုံပေါ့နော် dine ရဲ့ telegram group viber group မှာပြီးပို့လိုက်တက်ပုံတွေအလွယ်တကူ download ဆွဲပြီးမှ atm လို့ပဲသူတို့ page မှာတင်ပြီးသွားတဲ့ခါမှာအဲ့ဒီတက်ပုံတဆင် corporate team မှာ page quality indian ဖြစ်သွားခဲ့တယ်တချို့ကြတော့လဲ corporate မလာပဲနဲ့ကြာလို့ရှိရင် page က rush english မှာကြာသွားခဲ့မှာ page no recommendation ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်အဲ့လိုမျိုးလုံးဝလုပ်လို့မရဘူး dine ရလဲပြီးပို့လိုက်တက်ပုံ ောင်ဆိုသူတို့ကတပ်ပုံတပုံဖန်တီးပြီးဆိုသူတို့ရဲ့ website သူတို့ရဲ့ page သူတို့ရဲ့ social media မှာအားလုံးမတင်လို့ပြီးတော့ခဲ့ပြီးဆိုမှတဲ့အဲ့ဒါမှာဒီ group မှာ people လာတဲ့အတွက်ကြောင့်မို့ကျွန်တော် fake လူတွေကမတိနားမလဲပဲအဲ့တပ်ပုံ direct download ဆွဲပြီးမှတင်သွားခဲ့တဲ့ခါမှာ copyright content လေးတွေဖြစ်တော့ပေါ့နော်ဆိုလို့အရာကျွန်တော်ဒီသူများ people လာတပ်ပုံတွေဒါမှအခြား page ကတပ်ပုံ download ဆွဲလို့မှာကျွန်တော်ရိုးရိုးသားသားပဲထင်ရပေမဲ့ download ဆွဲလာရဲ့နောက်ခံ background မှာသူ့ရဲ့ data အချက်လက် data ID ပိုင်းအချက်လက်တွေအများကြီးပါလာခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တင်ပြီးသွားမှာစဉ်အဲ့ data တာတွေ match ဖြစ်ပြီးသွားတဲ့အတွက်ကျွန်တော် page မှာဒီ scam လေးတွေဖြစ်သွားခဲ့တယ်ပြီးလို့ရှိရင် violation content intellectual property ဆိုတဲ့ content လေးတွေ third party ရဲ့ခွင့်ပြုမှုရှိပဲတင်တဲ့ content ဖြစ်တဲ့အတွက်ကျွန်တော် page မှာ straight TV မှာအနီးအဝါဖြစ်သွားခဲ့တယ် ဘယ် admin နဲ့ဒီ page မှာတင်နေအဲ့ဒီ admin account ပေါ် register profile at risk profile violation ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ error ဆက်နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူးခင်ဗျာနော်ဒီနေ့ပြောပြတဲ့ဥစ္စာကြောင့်ရှောင်းရန်ဆောင်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးတယ်နောက်တစ်ခုကျတော့စာသားနဲ့ပတ်သက်ပြီးတချို့ကျတော့ post တင်တဲ့အခါမှာစာသား key page နံပါတ် weight page နံပါတ် demo မို့ sign list ဆက်ပါညာထက်ခတ်တလဲလဲတင်သွားရတဲ့မျိုးရှိရပါတော့အဲ့လိုကျတော့သူတို့စာရေးဖို့ပြင်နေတဲ့အတွက်ကြောင့်မို့ပထမတစ်ခေါက် page မှာရေးပြီးတင်တဲ့စာသားကိုပဲပြန်ပြီးမှအလွယ်တကူဒီလိုမျိုး copy လုပ်ပြီးမှနောက်ကျရင် post တင်တဲ့အခါ အဲ့ဒီ copy လောက်တဲ့စာကို page လုပ်ပြီးထည့်တဲ့ကံမှာစာသားနဲ့ပတ်သက်ပြီး reuse content repurpose content ဖြစ်တဲ့အတွက်ကြောင့်မို့ page က rich enrichment ချပါခဲ့တယ်။အကယ်လို့ကျွန်တော်တို့ကအဲ့လိုပဲထပ်ခတ်တလဲလဲရေးပြီးတင်ရစာသားမျိုးရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဖုန်းရဲ့ notepad ထဲမှာကိုယ်ကိုယ်နဲ့ရေးပြီး save လုပ်ထားပါ။အဲ့ဒီ save လုပ်ထားတဲ့စာကို page မှာထပ်ခတ်တလဲလဲတင်လို့ရတယ်။ page မှာ post တင်တဲ့အခောက်တိုင်း note ကနေ copy ကူပြီး page မှာလာ page လုတ်ခဲ့ပြီးမှတင်တော့လိုက်ရတယ်ဆိုလို့အရာ page မှာတင်တဲ့စာသားကို page ကနေပြန် copy ကိုပြီးတင်တော့မယ်ဆိုရင် reuse content repurpose content ဆိုရင်ဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော် page က rush english မှာကြားတဲ့အကြောင်းရင်းက ကျွန်တော်သစ်မှာတင်တဲ့ content တွေကိုကျွန်တော်ကိုယ်တိုင်အခြား group ပေါင်းများစွာမှာထက်ကတက်လဲလဲခဏခဏ share လုပ်ပြီးသွားတယ် group ပေါင်း၄၅၀၄၅၀မှာ share လုပ်ပြီးသွားတယ်ဆိုရင်ကြာလာလို့ရှင် page က suggest လုံးဝပိတ်တာခဲ့တော့ rush english mate တဖြည်းဖြည်းတဖြည်းတော့ကြာကြာသွားမှာနောက်ပိုင်းကျရင် page ကလုံးဝအနီအောင် flat content flat behavior content ဆိုပြီးဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်အဲဥစ္စာနဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရဘူး။အကယ်လို့တင်တဲ့ content ကိုလူအများစုရောက်စေချင်တဲ့ဆိုရင်တော့ Facebook ကိုဒေါ်လာအနည်းငယ်ကြွေးမှ post လုပ်သွားမယ်ဆိုရင်တော့အဆင်ပြေတယ်။ဒါပေမဲ့ကျွန်တော်ပြောတဲ့အတိုင်းအပေါ်အတိုင်း original content violation မလုပ်ဘဲနဲ့ကိုယ်ကနေတခြားလုပ်ပြီးတင်တဲ့ဒီစိတ်ဝင်စားအောင် content လေးတွေ genuine content quality ရှိတဲ့ content လေးတွေ fan TV တင်နေဆိုလို့ရှိရင်တော့ကျွန်တော် page မှာတင်တဲ့ content လူအများစုရော automatic suggest ရောက်သွားပါတယ်။ အဲ့ကဲလို့ sharing မှာညာလုပ်ပြီးသွားမှဆိုရင်အဲ့ဒီ suggest option နဲ့ပိတ်သွားခဲ့တဲ့အတွက်ကြောင့်မို့အထူးပြုဆက်ဖို့လိုအပ်ပါတယ်ဒီ video မှာဒီလောက်ပဲကျွန်တော်အားလုံးကျေးဇူးတင်တယ်အကဲလို့လူကြီးမီလို့တိချင်တဲ့ရှင်အပေါ်ပိုင်ပိုင်နံပါတ်10 contact လုပ်ပြီးစကားပြောဖို့နဲ့အကဲလို့ page quality အနည်းအဝါဖြစ်နေလို့ service အချင်းနဲ့ဆိုရင်တော့ Viber တစ်ဆင့် contact လုပ်ပြီးမှ service app ဖို့နေပါတယ် page နဲ့ပတ်သက်အသေးစိတ်ရှင်းပြပြီးမှ page လည်းတိချလေး manage လုပ်ပေးပါတယ်ဒီနေ့ဒီမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်